မင်္ဂလာပါ Open the box မှာကြိုဆိုပါရခင်ဗျာ မင်္ဂလာပါ Open the Boss မှာကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့တော့ကျွန်တော်အိမ်သားပါပဲအောင်ကလာမြစ်တာလမ်းပေါ်မှာရှိတဲ့အာ Manly Food House အဲ့မှာ breakfast လေးစားမလို့ခင်ဗျာမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါမင်းနဲ့စာပါရီးရတယ်ပေါ့ဟုတ်ကဲ့အကိုမန်လေးမိရှေရပါတယ်မန်လေးမုတ်တီလေးရပါရှင်ခိုရာမုတ်တီလို့မန်လေးတမင်မောင်ရှမ်းစားစားလေးလေးရပါရှင်ဟုတ်အဲ့ဆိုရင် မီးရှေဒီလိုဒုတ်ထိုးနဲ့လုပ်ပေးပါလားဟုတ်ကဲ့ပါရှင်ဟုတ်တော့ပြီးတော့မန်းလေးမုတ်တီကမုတ်တီကနန်းလက်ဟုတ်ကဲ့နန်းလက်နန်းလက်ကိုအမဲကြောရပါမဲကြောလေးရပါတယ်ပေါ့ဟုတ်အဲ့ဒါနန်းလက်အမဲကြောနဲ့လုပ်ပေးပါဟုတ်ကဲ့ပါရှင်ဟုတ်เออนอกตุ๊กผู้จ่อนี่ตะเป๋ลงไปป่ะโอเคครับครับแล้วมันนี่ตะเป๋ตะเป๋ลงไปป่ะโอเคครับครับเอาสิยาบ่าวอีกอ่ะโอเคโอเคครับแล้วไม่จ่อครับ okay 好，呜、哦，啥子哟？米酒来了，咋？万里米酒啊？万里米酒、啊。 ဝတ်သားတူတူပြန်ဆိုတော့ဒီကလီတာတွေအခောက်တွေအသားတွေအကုန်လုံးအများကြီးပါတယ်嗯。 မိချေကကျွန်တော်မန်းလေးမှာစားရသလိုပါပဲမိချေကအမေလေးတော်တော်ဆုံးပဲကျဲမှာကလီစာအသာပြီးတော့အကျော်အကုန်လုံးပါတယ်နောက်ဟင်းရီဆိုရင်လည်းအဲ့လိုပိတ်ဆွဲလေးတွေနဲ့ဆိုတော့မန်းလေးမှုလေးတကယ်ရတယ် ီတန်ကတောင်းကလာမိတာလမ်းပေါ်မှာရှိပါတယ်မိတာလမ်းဝေဇန်လမ်းထိတ်နာလောက်မှာမိတာလမ်းပေါ်မှာဖွင့်ထားပါမန်လီဖူဟောက်ဆိုရင်နာမည်လေးပါတော့ရန်ကုန်မှာမန်လီအစားအသောက်တွေမန်လီအရသာအတိုင်းမန်လီဘူးလေးတဲ့စားကျင်တယ်ဆိုလို့ရှိရင်တော့ဒီဆိုင်လေးကိုရွေးချယ်လို့ရပါတယ် ဒါကတော့ဒီနှစ်ခုလုံးကဒီရှေရောမုတ်တီရောကတော့မန္တလေးအစားအသောက်ပါတူဟူးကျော်ကတော့ရှမ်းစတိုင်လေးပေါ့ ဒီမှာတော့လက်ဖက်ရတခါတည်းနှက်ပြီးတော့ချော်ထားတဲ့မန်လေးစတိုင်းလက်ဖက်တည်းတမျိုးပဲရတော့ကောင်းတယ်တမျိုးလည်းကောင်းပါတယ်လက်ဖက်ချောက်တော်တော်ကြက်ကြလေးနှက်ထားဆိုတော့အဆင်ပြေတယ် ကလေး meeting အောင်ဘာလဲဘာလေးလဲမရှင်းပြပြပါဦးခေါ်တော်မုတ်တီကိုငဖယ်နေနေပါရှင့်ဩခေါ်တော်ဒီကတော့မန်လေးထမင်းပေါင်းကိုနေယူပေါင်းနေနေပါရှင့်ဟွန်းဟုတ်ကဲ့မန်လေးထမင်းပေါင်းကတော့ကရန်ကုန်နဲ့တခြားစီပဲနော်ဟုတ်ကဲ့ရန်ကုန်ထမင်းပေါင်းပြီးနေတော့မတူပါဘူးရှင့်သူကကြတော့ထမင်းတုပ်လို့ပုံစံနဲ့ပြီးပါရှင့်ဟုတ်ဘာဘာကဲမန်လေးထမင်းပေါင်းဒီကြည့်လိုက်ပါဦးမယ် မင်းပေါင်းဆိုကျွန်တော်တို့ကမျက်စိထဲမှာအဲ့လိုကော်ရီနဲ့အဲအဲ့လိုမျိုးအသီးရွက်တွေနဲ့မြင်နေရဆိုတော့ဒါမန္တလေးသမင်းပေါင်းဆိုတဲ့ဟာတွေကอืมသူရတာတမျိုးသောဆောင်းနေဟမ်စီစီလေးဖြစ်နေတယ် 怎么、嗯？这这盘子又要啥鱼？还好，你这边没鸡要是吧？还有这锅，红烧毛底啊！ ဒါတော့မန်လေးဖူးအောက်မှာရတဲ့ခိုတော်မုန်းပြီပါ음ရတာတော့ဒီမန်လေးမုန်းတီရတာပဲဒါမဲ့ဟုတ်တယ်ပဲသီးတို့ဘာလို့လဲအသီးရွက်အရသာလေးတွေပူပါကျတော့ဥပ္ပန်ဘောက်မှာကြည့်နေရဲ့ ေါ်လာတယ်ဒီလိုရန်ကုန်မြို့မှာမန်လေးအစားအသောက်တွေဝါဒီတွေကြိုက်တယ်ဆိုလို့ရှိရင်တောင်ကလာမြေတားလမ်းပေါ်မှာဝေဇနာလမ်းထိန်းသားမှာရှိတဲ့မန်လေးဖူဟောက်ကိုလာပြီးတော့တစ်ခါတော့ညီစမ်းကြည့်လို့ရပါတယ်ဆော့ဆော့ပြောတယ်မန်လေးမီးရှေဆိုရင်လည်းအမျိုးစုံကြတယ်မုတ်တီခိုးတောင်ဒီလိုမှန်လေးသမင်းပေါင်းလက်ဖေးမင်းမျိုးနှက်ကော်ဖီပြီးရှမ်းစာလေးလည်းရတယ်ရှမ်းခေါက်ဆိုတော့ဘူးကြော်လို့ တော်တော်လေးစုံပါတယ်အရသာလေးလည်းပိုက်တယ်ဆိုတော့ဗန်လေးစားတောက်လေးတွေစားကျင်တယ်ဆိုလို့ရှိရင်ဒီကိုကြွခဲ့ပါကျွန်တော်ဖိတ်ခေါ်ပါတယ် thank you ပါဗျာကျွန်တော်တို့ open the box ကနေရန်ကုန်မြို့မှာဒီလိုစားလို့ကောင်းတဲ့အဆိုင်လေးတွေချင်းနေရာတွေပြီးတော့မတူညီတဲ့ lifestyle အကြောင်းလေးတွေအဲ့ဒါတွေကို ျွန်တော်တို့အလင်းသင်းသင်းတို့အများတန်းအစ်အစ်တွေပြင်ဆက်ပေးနေတာဖြစ်ပါတယ်။အဲဒါတော့ကျွန်တော်တို့ YouTube channel လေးကိုလည်း subscribe လုပ်ထားလို့ရတယ်။အဲကျွန်တော်တို့ရဲ့ဒီ open about feedback page လေးကိုလည်း like လုပ်ထားပေးပါ။အဲဒါဆိုရင်နောက်ထပ်အစ်အစ်တက်တာလေးတွေဒီမင်းတို့အများတန်းအရင်ဆုံးကြည့်ဝင်ရမှာဖြစ်ပါတယ်။အားလုံးနောက်အစီအစဉ်မှာပြန်ဆက်ပါမယ်ခင်ဗျာ။